ရှိသမျှအားလုံးပုံအော်ပြီးလောင်းကြီးထက်ရာကနေကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သူ Elon Musk မိတ်ဆွေရောနားကြားလွဲရမှုတို့ကျွန်တော်မှားပြောရလည်းမဟုတ်ပါဘူး Elon Musk ကလက်ရှိဘီလီယံ300ကျော်နဲ့တကမ္ဘာလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာဖို့အတွက်သူလိုအပ်တဲ့ foundation ကိုဘယင်အောင်ဖောင်ဖျက်တပွားလုံးစာနဲ့လောင်းကြီးထက်ပြီးတော့မှဒီချင်းတွေရောက်လာခဲ့တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆရာကြီး YouTube channel နေကြိုဆိုလိုက်ပါတယ်ဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတော့အကြောင်းမျိုးကျွန်တော်တို့ဆရာကြီး YouTube channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုအကျိုးရှိသွားတယ်ဘုသူတာတိုးသွားတယ်ဆိုရင်ကျွန်တော်တို့ channel subscribe တစ်ချက်လုပ်သွားပေးပါဦး law နဲ့ဆိုလို့မိတ်ဆွေတို့တည်တယ်ကျွန်တော်တို့ငါးပြစ်ကိန်းဆလော့ကိန်း 2D 3D ဘောဝဲဒါရဲ့ law နဲ့လည်းမမှန်နဲ့ရော Elon Musk ကဘယ်ဟာတွေပေါ်မှာ law ကြီးထက်လဲဆိုတော့ အော့စကာကိုပါမှာဒဇက်လေးမှာမရှိတဲ့အခြေအနေကျင်းတဲ့ကြက်တွေရောက်နေအခြေအနေတွေမှာဘယ်သူမှမယုံတဲ့အိမ်မက်တွေအိုင်ဒီယာတွေပေါ်မှာလောင်းကြီးထက်တာကိုကျွန်တော်ကဆိုလိုချင်တာဆိုတော့ဒီကိစ္စကိုအသေးသေးရှင်းပြပြခင်မှာကျွန်တော် Elon Musk ငယ်ပေါ်အရင်သွားလိုက်အောင် Elon Musk ကို June 28 1980ခုနှစ်မှာ Pretoria South Africa မှာမွေးခဲ့တယ်အဖေရဲ့နာမည်ကတော့ Aero Max တော်စီပွားရေးလုပ်ငန်းရှင်အမေကတော့ My Max သူကတော့ Model ဆိုတော့ Elon Musk မှာကသူ့ထက်အသက်၁နှစ်ငယ်တဲ့ Campbell Max ဆိုတဲ့ညီတယောက်ရယ်ပြီးရင်သူ့ထက်၃နှစ်ငယ်တဲ့ Tosker Max ဆိုတဲ့ညီမလေးတယောက်ရယ်ရှိတယ်။ဆိုတော့မောင်နှမ၃ယောက်မှာမှသူကအကြီးကောင်ပေါ့အကြီးဆုံး။ Elon အဖေကအဲ့ဒီချိန်အာဖရိကမှာတော်တော်ချမ်းသာပြီးတော့အောင်မြင်တဲ့စီးပွားရေးသမားလို့ပြောလို့ရတယ်။သူကဘာတွေပိုင်လဲဆိုရင်ဟိုက Engineering Consulting Firm တစ်ခုပိုင်နေ။သူအဲ့ဒီ firm ကနေပြီးတော့ကျွန်တော် Real Estate Project အကြီးကြီးသူကိုင်ပြီးလုပ်တယ်။နောက်တစ်ခါကျတော့ကျွန်တော်တို့ဟိုဟာသူ branded properties တွေပိုင်တာရှိမယ်ဆိုတော့အိမ်ငားတာပါညာရှိမယ်ဗျာ အဲ့ဒီဟာကနေပြီးသူ steady flow ဖြစ်တဲ့ income stream တစ်ခုရအောင်စောက်ထားတယ်ပြီးတော့ကျွန်တော်တို့အကြီးဆုံးသူ stake ကကျတော့ Zambia မှာ Emerald Mine လို့ခေါ်တဲ့များထွက်တဲ့ mine မှာသူ share stake များများရထားတာရှိတယ်အဲ့တော့ကြာတော့ IKI ခါကိုပဲကျွန်တော်တို့သူ့ပိုင်ဆိုင်မှုတွေပေါင်းလိုက်မယ်ဆိုရင်ဒေါ်လာ2တန်းနဲ့5တန်းဝန်းကျင်ထိချမ်းသာတယ်ပြောလို့ရတယ်လောက်တမယ့်အကုံဖြစ်နေတဲ့သူဆိုတော့နောက်ဆက်တွဲအနေနဲ့ဘာတွေလုပ်လဲဆိုတော့အိမ်မှာရှိတဲ့မိမနဲ့သားသမီးကိုပါဝါတွေပြတယ်။နောက်တစ်ခါမိမရှုပ်တဲ့ကိစ္စတွေအိုက်စရာတွေပါကတ်လာတဲ့အခါကျတော့ ဒါအီလွန်းရဲ့အမေနဲ့အဖေကနေိုင်းနီးပါးစကားများရန်နေဖြစ်ကြတယ်။အဲနောက်ပိုင်းမှာတော့အမေဖြစ်သူကတိမခံနိုင်တော့တဲ့အဆိုး Elon Musk အသက်10နှစ်သားမှာပဲသူတို့လင်မယားနှစ်ယောက်တရားဝင်ကွာရှင်းပြဆဲလိုက်ကြတယ်။ဒါပေမဲ့တခုရှိတာကဗျာပုံမှန်ဆိုရင်တော့ဒီလိုမျိုးလင်မယားနှစ်ယောက်ကွာရှင်းပြီးတဲ့အခါမှာမိန်းမဘက်ကနေပြီးယောက်ျားပိုင်တဲ့ပစ္စည်းတွေကို50 50 split လောက်ပိုင်ဝင်တောင်းပိုင်ဝင်ရှိတယ်။ဒါပေမဲ့လို့ Elon Musk အဖေကအကွက်ကြုံမြင်တဲ့သူဆိုတော့သူဒီလိုမျိုးကိစ္စဖြစ်လာနိုင်တယ်ဒီလို divorce ဖြစ်လာနိုင်တယ်ဆိုတော့သူကြိုးတွေးထားပြီးသားအဲ့တော့ တပြားတစ်ချက်မှာခွင့်ပေးခြင်းတဲ့အတွက် out of community ရော property ဆိုရဲ arrangement အောက်ကနေသူမိမကိုလက်ထပ်ယူတာတာအဲ့လိုမျိုးဆိုရဲခါကြတော့ဗျာဟိုသူတို့ညောင်ကွာရှင်းပြီးတဲ့အခါမှာလည်းအီလွန်ရဲ့အဖေကသူ့အမေကိုဟိုဘလောက်ဘလောက်ပေးရမယ်ဘလောက်အမောင့်ပေးရမယ်ဆိုပြီးမဖြစ်မနေတတ်မှတ်တာမျိုးမရှိဘူးသူတရာတလောက်သူပေးခြင်းတလောက်ပဲပေးလို့ရတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ကြတော့ Elon Musk ရဲ့အမေကရွေးတရားနှစ်ခုပဲရှိရ option ကဒီယောက်ျားနဲ့ဆက်နေပြီးသူ abusive လုပ်တာခံ manipulate လုပ်တာခံ control လုပ်တာခံအဲ့လိုမှမဟုတ်ရင် option 2ကကြတော့တပြားတစ်ချက်မှမမျိုးနဲ့အိမ်မဝဆင် ကျွန်တော်အဲ့မှာအရင်လုံးအမေပါရွေးလဲဆိုတော့သူကတက်တိရှိနေပဲယောက်ျားကိုကွာတယ်ကွာပြီးတော့ကျွန်တော်အိမ်မွားဆင်းမယ်ဆိုပြီး option 2ကိုပဲရွေးသွားတယ်ဒါပေမဲ့တခုရှိတာကသူသားသမီး3ယောက်ကိုကြတော့ဒီအဖေဖြစ်သူနဲ့ထားခဲ့လို့ချင်းသူလောင်းရဲ့အောက်မှာနေပြီးတော့သူ့လိုမျိုးတွေဖြစ်လာမှာဆိုတဲ့အတွက်ဒီ Elon Musk ရဲ့အမေကသူကလေး3ယောက်လုံးရဲ့စောင့်ရှောက်ခွင့် Chiran Custody ကိုရရအောင်ယူခဲ့တယ်ဒါပေမဲ့ဟိုအလက်ကောင်နဲ့အငယ်မကတော့အမေနဲ့လိုက်ဖို့ပြောပြောကြီးရွေးပေမဲ့ Elon Musk ကကြတော့အမေနဲ့မလိုက်ချင်ဘူး သူတွေရသူ့အဖေနဲ့နေမယ်ဆိုသူ့ဘဝအတွက်ပိုအဆင်ပြေမယ်ပိုပြီးတော့ကောင်းမယ်ထင်ခဲ့တာအဲ့တော့ကျွန်တော် Elon Musk ကတော့အဖေဖြစ်သူနဲ့နေဖို့ပဲရွေးခဲ့တယ်ဒါပေမဲ့ဒီနောက်ပိုင်း interview တွေမှာတော့သူပြောလေပြောထားရှိတာကသူ့ဘဝမှာနောင်နာရအောင်ဆုံးဖြတ်ချက်တစ်ခုခုကိုပြောပါဆိုရင်တော့ဟိုဘီလီယံချီပြီးရှုံးမဲ့ဆုံးဖြတ်ချက်ချမိတာတို့အလုပ်ကိစ္စမှာအမားတွေများနေဆုံးဖြတ်ချက်ချမိတာတို့မဟုတ်ပဲနဲ့ဟိုသူကလေးဘဝမှာအမေနဲ့မလိုက်ဘဲနဲ့အဖေဖြစ်သူနဲ့နေဖို့ရွေးခဲ့တဲ့ကိစ္စကိုသူကနောင်နာရအောင်လို့ခဏခဏပြောလေရှိတယ် Elon Musk ဘာလို့ဒီလိုပြောရလဲဆိုတော့သူ့အဖေကသူ့ဟိုးငငယ်လေးကနေရာနေရာ abuse လုပ်တယ် abuse လုပ်တယ်ဆိုတဲ့နေရာမှာထိုးကြိတ်ပြီးတော့ကျွန်တော်ရိုက်နှက်နေမှာမဟုတ်ဘူးကလေးတယောက်ကိုစိတ်ဒဏ်ရာပေးရမန်တဲ့ abuse လုပ်တယ်ဆိုတာလဲဒါဆိုးရဲကိစ္စပဲဘယ်လိုမျိုးလဲဆိုတော့ဗျာဟိုကလေးကငငယ်လေးရှိတယ်ဆန်နစ်ဆက်ရင်သားနဲ့အများရန်သူနဲ့စကားပြောရင်ကျန်တဲ့တန်းနေပြောတယ်ပြောကြဒီကောင်လေးကဟိုအိုင်နီယာတွေတခုခုသူအကြံရလို့သူ့အဖေကိုအာကိုတကြီးနဲ့လာပြပြီဆိုတဲ့အခါမှာ သူသားကိုအားပေးရမယ်ဆိုတာလောင်နေပြောင်းနေဥမာ these kind of things don't work in real life လို့ losers လို့စသဖြင့်ဒါမျိုးစကားတွေနဲ့ကလေးရဲ့ယုံကြည်မှုကိုရိုက်ချိုးတယ်နောက်ပြီးတော့ကိုယ့်ကိုယ် confidence မရှိအောင်လုပ်တယ်စသဖြင့်ပေါ့ဒါမျိုးတွေနဲ့နေရာနေရာ abuse လုပ်တာခံရတယ်အဲ့တော့အကျိုးဆက်အနေနဲ့ Elon Musk ကဘာဖြစ်လဲဆိုတော့ဟိုးငငယ်လေးကတည်းကသူကြောက်မှာဆိုလဲဥကြောင်ကြောင်လေးနဲ့အဲ ဘယ်လိုဘယ်လိုပြောရမလဲကျွန်တော်တို့မတုံတထည့်ပုံစံလေးနဲ့ဗျာအဲ့လိုမျိုးဆိုတော့ကျတော့ဘူလီရဲ့ကြိုက်ပေါ့အာဒီကောင်လေးကိုတွေ့ရတယ်သူတို့ဝိုင်းပြီးအနိုင်ကျင့်တယ်အုပ်စုဖွဲ့ပြီးအနိုင်ကျင့်တယ်ဒါမျိုးတွေကိုနစ်နေအောင်ခံရတယ်ဘလောက်ထိတောင်ဆိုးလဲဆိုတော့ကြဗျာတစ်ခေါက်မှဆိုရင်သူ့ကိုအနိုင်ကျင့်လို့သူကြောက်ပြီးထွက်ပြင်းတယ်လေကားဝါနေချော်ကြပြီးဈေးုံရောက်တဲ့အထိပဲဆိုတော့ Elon Musk ကသူထွက်ပေါက်အနေနဲ့ဘာလုပ်လဲဆိုတော့ကျတော့ RV ဆိုတာနဲ့သူကသူတယောက်တည်းစာရိတ်ဖတ်တယ် ောက်တစ်ခါသူ့အဖေကွန်ပျူတာရှိရပြအဲ့ကွန်ပျူတာမှာသူ့အဖေလစ်ပြီဆိုရင်သူကုတ်တင်နေပါခိုးပြီးလေ့ကျင်တယ်ဒါမျိုးတွေပဲလော်ရဲနေသူ့စိတ်ထွက်ပေါက်သူရှာတယ်ကျွန်တော်ပြောချင်တာ make make sure ရှေ့ကဗီဒီယိုဆိုရင်ဟိုကဇူကာဘက်ကြည့်ပြီးသားဗျာဇူကာဘက်ဆိုရင်သူ့မိဘတွေကအဲဒီသူ့သားဝါသနာပါပြီသူ့သားစိတ်ဝင်စားပြီဆိုတော့တည်ရတယ်စိတ်ရောကိုယ်ပါ support လုပ်ပြီးလိုအပ်တာမှန်တမ်းလိုက်ပြီးဖြည့်ဆည်းပြီးဒါမှမဟုတ် Elon Musk ဆက်ပေးရကြပြောင်းမြန်အဲသူကဒီကလေးကိုအဲ့လိုမျိုး support လုပ်ပေးရမယ်ဆိုတာ mandate abuse တွေလုပ်တယ်ပြီးတော့သူ့ idea တွေသူ့ရဲ့ အကြံနေသူစင်ထားရအကုန်လုံးလိုက်ပြီးပြောင်းနေလောင်နေဒါမျိုးတွေဆိုတော့ကလေးတယောက်အနေနဲ့စဉ်းစားကြည့်လေသူဘေးနားမှာအမေလည်းမရှိဘူးမောင်နှမတွေလည်းမရှိဘူးဆိုတော့ဘလောက်တောင်ခက်ခဲလိုက်မလဲဆိုတော့ဆိုတော့ Elon Musk ရဲ့ကျွန်တော်တို့ဘလောက်ခက်ခဲခဲနဲ့ပဲဂျုံဂျုံလက်မလျှော်တာတွေခေါင်းမာတာတွေပြီးတော့ကျတော့ဘလောက်ပဲသူ့ဘဝအဆုတ်ပြဲတော့တော့ပြန်ပြီးတော့ bounce back လုပ်လာတာတွေအားလုံးကသူ့ရဲ့ဒီခက်ခဲကြမ်းတမ်းလာရဲ့ငယ်ဘဝအနေပြီးတော့အစာပြိုးလာရဲ့ပဲပြောရမယ် အဲ့လိုနဲ့နေလာလိုက်တဲ့အသက်ဆက်ကွန်ပြည့်ပြီးနောက်မှာတော့ Elon Musk ကသူ့အဖေရဲ့လောင်းရည်အောက်မှာမနေကျင်တော့တဲ့အတွက်ဒီအာဖရိကကနေပြီးတော့ကနေဒါကိုထွက်မယ်ဆိုပြီးတော့ပဲဆုံးဖြတ်လိုက်တယ်။အဲ့တော့ကျတော့အဖေဖြစ်သူကတော့သူဒီလိုဆုံးဖြတ်ချက်ချရဆိုတာသိရတယ်။သူကထုံးစံတိုင်းမနေပြလို့လုပ်တယ်။မင်းကမင်းသွားကျင်သွားမသွားကျင်နေတာမင်းကိစ္စ။ဒါမင်းလည်းမျိုးသွားရတဲ့အတွက်လည်းငါဘာမှဈေးထောက်ပံ့မှာမဟုတ်တယ်လို့ဘာမှလည်းတပြားတစ်ချက်မှပြီးမှာမဟုတ်ဘူး။အဲ့တော့69နိုင်အောင်ကရင်လည်းဆိုသွားမဟုတ်တော့မသွားနဲ့ဘူး။ဟိုက Elon Musk ကလည်းရတယ်ပြဿနာမရှိဘူး။69နိုင်အောင်ကမယ်ကိုယ့်ကိုကြည့်ချက်လုပ်မယ်ဆိုပြီးတော့ ဖြစ်စင်အောင်ဖြစ်ဆိုပြီးကနေဒါကိုထွက်လာခဲ့လိုက်တယ်ကျတော့အဲ့မှာနေဖို့တော့ကတော့ဗီဇာကိစ္စပူစရာမလိုဘူးဗျာ။ဘာလို့လဲဆိုတော့ Elon Musk ရဲ့အမေကကနေဒါနိုင်ငံသူဆိုတော့သူ့အတွက်ဗီဇာအဆင်ပြေပြီးသား။အတော့ကျတော့သူပြဿနာရှိရာနေဖို့နဲ့စားဖို့တော့ဖို့။အဲ့တော့သူနေဖို့ကျတော့အမေအမျိုးရိအိမ်နေရှိရဲ့အဲ့မှာကြောတခင်းစာတောင်းပြီးတော့ရတယ်လို့ကတ်နေတယ်။နေလို့ရရင်ရပြီ။စားဖို့တောက်ဖို့အတွက်ကျတော့သူကရသမျှအလုပ်ကြုံရလို့အကုန်ပတ်လို့။အကုန်ပတ်လို့ပြီးတော့အဲ့ကရရဲ့ပတ်စံလေးစုပြီးတော့ကျွန်တော် Queen's University မှာကျောင်းတက်တယ်။ အဲ့မှာကျောင်းတန်းထဲမှာသူကစာတော်ရာရောတခြားနေရာမှာအဆင်ပြေရောကျောင်းသူ scholar ရတယ်။အဲ့ scholar နဲ့တူတူ University of Pennsylvania မှာ physics and economic major ယူပြီးကျောင်းထက်တယ်လေ။ဆိုတော့အဲ့ဒီကျောင်းထက်နေရာက scholar ဘိုးနဲ့ဆိုရင်အဲ့ scholar ဘိုးနဲ့ကလည်းမလဲပတ်ဘူးဗျာတအားကြီး။အဲ့တော့သူအလို့အစ်စ်တွေထက်လောက်ရတယ်။ရတဲ့အလို့အကုန်လုံးပတ်လို့အဲ့ကနေမှသူအားရတဲ့အချိန်မှာသူဘာတွေလေ့လာလဲဆိုတော့ကျွန်တော်တို့ဒီ quantum physics အကြောင်းတို့အဲပြီးရကြတော့ကျွန်တော်တို့ space travel တို့ နောက်တစ်ခါကုန်တင်နဲ့ပတ်သက်တာတော့အင်တာနက်နဲ့ပတ်သက်တာတော့ဒါမျိုးတွေသူလေ့လာတယ်လိုက်စားတယ်ရသလောက်ဖိတယ်သူအချိန်အားတဲ့အချိန်တိုင်းမှာအဲအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ Stanford University မှာသူက Applied Physics နဲ့ PhD ဘွဲ့ယူမယ်ဆိုပြီးတော့ Stanford ကိုသွားပြီးကျောင်းဆက်တက်တယ်ဒါပေမဲ့ကျောင်းတက်နေတော့နှစ်ရက်ပဲရှိသေးတယ်ဗျသူခေါင်းထဲမှာ idea တစ်ခု click ဖြစ်လာလို့ဒီ idea အဆင်ပြေမယ်လဲသူထင်တဲ့အတွက်အเจ้าကိုရုတ်တရက်ကြီးကောက်ထွက်လိုက်ပြီးတော့ဆိုတော့သူ idea နောက်ပဲလိုက်တော့မယ်ဆိုပြီးလှုပ်လိုက်တယ် အော် Elon Musk ကသူ့ idea ကို account ထဲပို့ဖို့အတွက်1996ခုနှစ်မှာသူ့ညီဖြစ်သူ Kimber Musk ကိုခေါ်ပြီးတော့ညီကိုနှစ်ယောက် Zip2 ဆိုတဲ့ software တစ်ခုစပြီးလုပ်ကြတယ်။ဒီအတွက်လိုအပ်တဲ့ startup money ကိုတော့ဒါညီကိုနှစ်ယောက်ရှေ့ရလေးထုတ်ရင်းပေမဲ့မလောက်တဲ့အတွက်အဖေဖြစ်သူစီကိုလမ်းပြီးအကူအညီတောင်းကြည့်တယ်။ Sure အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ရဲ့အဖေက millionaire millionaire အောင်မှဒေါ်လာ9သန်းလောက်ထိချမ်းသာတဲ့ millionaire ။အဲ့တော့ဆိုတော့ Elon Musk idea ကြတော့ရည်ပြီးတော့မဖြစ်နိုင်အောင်အလုံးမဖြစ်မဲ့အကြောင်းသူပြောတယ်။ ဒါမဲ့လည်းဟိုသူသားနှစ်ယောက်ကအရင်လှုပ်ချင်တာစိတ်ကပြင်းပြနေရောကြတော့ပတ်စံထုံမပေးဘူးဆိုရင်မကောင်းတဲ့အတွက်သူကဒေါ်လာ1800ထုတ်ပေးလိုက်တယ်။ဆိုတော့အထုတ်ပေးရဆိုတဲ့ကိစ္စကလည်းဟိုမိတ်ဆွေတို့အချင်းလွှဲမအောင်ဆိုလို့ကျွန်တော်ရှင်းပြအောင်။သူထုတ်ပေးရဆိုတာတက်တက်လကားပြလိုက်တာမျိုးမဟုတ်ဘူး။ချီးပေးရဗျာ။ဆိုတော့ကာလာတစ်ခုစောင့်မယ်။အဲ့ကာလာပြရတယ်အတိုးနဲ့အရင်ပေါင်းပြီးပြန်ဆက်ပေါ့။ဒါမျိုးပုံစံမျိုး။ဆိုတော့အဲ့ဒီဒီ1800ပေးရဆိုတဲ့ကိစ္စရုတ်တရက်ကြည့်ရင်တော့များရလို့ထင်ရတယ်။ဒါမဲ့ကျွန်တော်ပြောတာက ဒေါ်လာ5သန်းချမ်းလာလေလို့ကဒေါ်လာ2800ဆိုတော့မိတ်ဆွေတို့နားလည်အောင်ရှင်းပြရမယ်ဆိုရင်ဟိုကမြန်မာငွေ3000လောက်ချမ်းလာတဲ့လူက3000လောက်ထုတ်ပေးရပုံစံမျိုးဖြစ်နေဒါမှမဟုတ်လည်းဘာမှမထုတ်ပေးရတဲ့ဆိုင်အခုလိုမျိုး2800ရရဆိုတော့လေအရှင်ပြရပဲဆိုပြီးညီကိုညောက်ကအဲ့ပတ်စံလေးယူယူပြောကြသူတို့အလုပ်လုပ်ဖို့အတွက်ကိုရုံငန်းချင်းလေးတစ်ခုငါအပြင်အလုပ်လုပ်တော့လည်းအိုက်မှာပဲစားတော့လည်းအိုက်မှာပဲအိတ်တော့လည်းအိုက်မှာပဲသူတို့ရေချိုးဖို့တို့တခြားတွိုင်းလက်သွားဖို့ဘာညာကိစ္စရောအနာနာ YMCA ဘာလို့မှသွားပြီးရှင်းညာတယ် အဲသူတို့နှစ်ယောက်ယူထားတဲ့တောင်းလင်းရကြရှင်းတယ်။အီလွန်ကကြဆောင်းတဲ့ website အတွက်ကိုသူကကုဒင်းလုပ်တယ်။ပြီးသူညီအကြောင် sales တို့ marketing တို့ဆိုင်ရဆိုင်ရအတွက်ကို idea ထုတ်တယ်ဒီလိုမျိုးပေါ့။ဆိုတော့သူတို့ဒီအခုလုပ်နေတဲ့ zip2 ကိုမိတ်ဆွေတို့နားလည်လွယ်အောင်အရှင်းဆုံးကျွန်တော်ရှင်းပြမယ်။သူကဘယ်လိုလဲဆိုတော့ဗျဟို i အချိန် iPad kit မှာကျွန်တော်လူရဲ့သတင်းစာဖတ်တဲ့အချိန်မှာဟိုအပြင်ကနေပြီးတော့ print ထုတ်ထားတဲ့ copy စာဆောင်တွေကိုဖတ်ကြတာပဲများတယ်။ဆိုတော့ဗျ live မှာနေဖတ်တဲ့သူမရှိဘူး။အဲ့တော့ Eton စဉ်းစားမိတာကတော်သူလုပ်ချင်တဲ့နှစ်ချက်ရှိတယ်။ နံပါတ်1အချက်ကကျတော့လူတွေကတော့ line မွာနေပြီးတော့တည်င်းနေဖတ်စီရင်နေနောက်ထပ်နံပါတ်2အချက်ကကျတော့တည်င်းစာတိုက်တွေကိုလည်းအခုလိုမျိုး print ထုတ်ပြီးတော့ရောင်းရုံတက်တက်တင်မဟုတ်ဘဲနဲ့ line မွာနေတဲ့ဆင်မှာတို့ထပ်ပြီးတော့အပိုဝင်ငွေ income stream တစ်ခုစောက်စီရင်နေအဲ့တော့ကျတော့တို့အဲ့အဲ့နှစ်ခုကိုဘယ်လိုဖြစ်လဲဆိုတော့တို့ကဘယ်လိုလဲဆိုတော့ online directory website တစ်ခုစောက်လိုက်တယ်ဆိုတော့ဗျာအဲသူ website ကအလွယ်ဆုံးပြောရရင်တော့ Google Map နဲ့အလုပ်လုပ်ပုံချင်းတူတူပဲအဲဆိုတော့သူ့ site မှာဘာတွေရှာလို့ရလဲဆိုတော့ကျွန်တော်တို့ဈေးရုံတွေ၊ကျောင်းတွေ၊စားတောက်ဆိုင်တွေ၊ဟိုတယ်တွေ ဘင်းအနားနာမှာရှိရဲဘယ်ဆိုင်ပဲဖြစ်ဖြစ်ရှားကြည့်လို့ရတယ်နောက်တစ်ခါအခုရောက်နေရဲကိုရောက်နေနေရာကနေပြီးတော့ဘယ်နေရာဝဲသွားခြင်းသွားခြင်းဒါကို direction တောင်းပြီးတော့သွားလို့ရတယ်ဒါမျိုးပုံစံပေါ့ဆိုတော့ Elon DNA လို့လုတ်တဲ့ကိစ္စ1996ခုနှစ်မှာအဲ့အချိန်မှာ Google Map မပြောနဲ့ Google တောင်းမပေါ်သေးဘူး Google ကိုကျွန်တော်တို့ Larry Page founder လို့တာ1998ဆိုတော့ Google Map ကအလွန်ဆုံးဖြစ်အစောဆုံးဖြစ်2008ခုနှစ်လောက်မှာထွက်လာတာဆိုတော့ရှင်းရှင်းပြောရရင် Google Map ဆိုတာ Elon ရဲ့ဒီ Zip2 ကို upgrade လုပ်တဲ့ version လို့တောင်ပြောလို့ရတယ် โอเคဒါရိုက်ထားလိုက်ဆိုတော့အဓိကကကျတော့ဒီ Elon Musk ရဲ့ဆွမ်းနာကျွန်တော်ရှင်းပြရဲ Google Map လိုမျိုး website ကိုသတင်းစာတိုက်တွေတုံးချင်အောင်ဘယ်လိုဆွဲဆောင်အောင်လဲအဓိကမေးခွန်းအရာဆိုတော့ပြဿနာလူဆိုတာမျိုးကိုယ့်တွေအကျိုးရှိမှလုပ်ချင်ကြတာဆိုတော့ဒီလိုမျိုးစီးပွားရေးလုပ်ငန်းရှင်တွေဆိုပို့ဆိုးတာပေါ့ဆိုတော့ Elon အနေနဲ့ဒီ Zip2 ကိုသတင်းစာတိုက်တွေကတုံးဖို့ဆိုရင်သူတို့ဒီ Zip2 တုံးပြီးတော့ဘယ်လိုပတ်စံရှားလို့ရလဲဆိုတော့ပြပေးဖို့လိုတယ် အဲ့တော့အီလွန်ကနေဒီတို့ကိုပြပေးတဲ့ plan တို့ profit ဘယ်လိုရှာလို့ရမလဲဆိုတဲ့ plan ရှင်းတယ်ကျွန်တော်ပြောပြမယ်ဆိုကြပါစို့ New York Times ကနေပြီးတော့ Elon Musk တို့ပိုင်းနဲ့ Zipdo နဲ့ချိတ်ပြီးတော့သူကစာချုပ်ချိုးလိုက်ပြီး contract ယူလိုက်ပြီးဆိုတော့ねတို့ Elon Musk တို့ team ကနေပြီးတော့ဒီ New York Times အတွက်ကို website တစ်ခုဆင်းပေးမယ်အဲ website ကိုမှတို့ကြိုက်တဲ့ logo တို့ကြိုက်တဲ့အရာတို့ကြိုက်တဲ့ themes ဘာအဖြစ်ဖြစ်တို့စိတ်ကြိုက်ဆင်းပေးမယ်နောက်တစ်ခါမှအပေါ် additional အနေနဲ့ဘာထည့်ပေးမလဲဆိုတော့ကျွန်တော် Google Map ပုံစံအလုပ်လုပ်တယ်ကျွန်တော်တို့ နော် billion features တခုပါထပ်ထည့်ပေးလိုက်မယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒီ New York Times ကသူ့ရဲ့ customer တွေဒီ website ကို free pay သုံးတဲ့အခါမှာ customer တွေနဲ့တည်င်းနေလဲဒီဘောကဖတ်လို့ရတယ်လို့သူတို့တခုခုစားရင်လည်းတနေရသွားရင်လည်းဆိုနေဆောနာ zip do ရဲ့နောက်ကအပူပါတဲ့ addition နဲ့ features သုံးပြီးတော့ကြိုက်တာလုပ်ရုံပဲနောက်တစ်ခါတည်င်းစာရိုက်တွေကဘယ်ကနေပတ်စံထက်ရှာလို့ရအောင်မလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေစီးပွားရေးသမားတွေရှိရယ် အဲသူတို့ရဲ့ဆိုင်ရင်သူတို့ရဲ့ပစ္စည်းတွေကိုဆိုတော့တည်င်းစာ right တွေရဲ့ website ပေါ်မှာကြုံညာခြင်းအပြင်တည်င်းစာ right ကနေပြီးတော့ဒီစီးပွားရေးလုပ်ငန်းရှင်တွေကိုတလောင်းဒေါ်လာ900တန်ဒီဒေါ်လာ1000တန်ဒီစသဖြင့် charges ကောက်လို့ရတယ်။ဆိုတော့အပြန်အလှန်အနေနဲ့ဘာလုပ်ပေးမလဲဆိုတော့ကြတော့ဗျာဒါပါတော့မိတ်ဆွေမှာစားတောက်ဆိုင်ဒီဇိုင်းရှိရစားတောက်ဆိုင်ဒီဇိုင်းပိုင်းနေမိတ်ဆွေကဒီကိုစားတောက်ဆိုင်ကိုဆိုတော့ New York Times ရဲ့ website ပေါ်မှာတွားပြီးတော့ကြုံညာထည့်လိုက်ပြီးဆိုတာနဲ့အဲလူတွေကသူ့ website ပေါ်မှာလာပြီးတော့စားတောက်ဆိုင်ကိုရှာရတဲ့အခါမှာ ခမရရဲ့ဆိုင်ကိုထိတ်ဆုံးအောင်နေပြီးတော့ပြူပြူကြီးပေါ်နေအောင်ရွေးရင်စပွဲဖြစ်အောင်သွားကြင်စပွဲဖြစ်အောင်ထိတ်ဆုံးအောင်နေတမ်းပြီးပြပေးမှာဆိုတော့ Elon Musk ရဲ့ Zip2 ကရှင်းရှင်းပြောရရင်တော့နှစ်ချက်လုပ်ပေးတယ်နံပါတ်1အချက်ကကျတော့သတင်းစာ right တွေကို line မှာနေပြီးတော့ပတ်စံဘလို့ရှာလို့ရတယ်ပြပေးနောက်တစ်ခါနံပါတ်2အချက်ကကျတော့အပြင်မှာပဲလုပ်ငန်းရှိတဲ့စီးပွားရေးသမားတွေကို internet ပေါ်ကနေတစင်ကိုယ်ဆိုင်ကိုလူတွေသိလာအောင်ဘလို့ညွှန်ညားမလဲဒီ internet ကိုသုံးပြီးတော့သူတို့ရဲ့ရောင်းအားတွေဘလို့ချဲ့လို့ရလဲဆိုတော့ပြပေး အဲ့လိုမျိုးနှစ်ဦးနှစ်ဖက်လုံးအဆင်ပြေအောင်လုပ်ပေးရအနေနဲ့ဂျားရဲကနေ zip2 က charges တစ်ခုသူဝန်ဆောင်ကအနေနဲ့ယူတယ်ဒါပဲဆိုတော့ရှင်းရှင်းပြောရင် DNA ရဲ့အရင်မိုက်တယ်လုံးဝ next level ဆိုပေမဲ့တကယ်တကယ် website ပြီးသွားတော့ Elon Musk တို့အဖွဲ့ရနေပြီးတော့သူတို့သတင်းစာရိုက်တွေနဲ့ live ပြီးချိတ်တဲ့အခါမှာဘယ်သူမှစိတ်ဝင်စားဘူးစိတ်ဝင်စားဦးဆိုတဲ့ကိစ္စတစ်ခုကကြာသူတို့ဝင်တဲ့ကိစ္စအကြာသူတို့ဖြည်းဖြည်းချင်းဝင်တာဗျဟိုအောက်ဆုံးကနေသတင်းစာရိုက်သေးသေးလေးတွေကိုသွားချိတ်တယ်ဆိုတော့ကျွန်တော်ပြောဒီကောင်းနေမှာက ဟိုရှေ့လျှောက်ဖြစ်လာမယ်ကိစ္စကိုရှေ့လျှောက်ဖြစ်လာမယ်ဟာနဲ့ပတ်သက်ပြီး planning မရှိသလိုတလောက်ကြီးတဲ့ရှေ့ရေးကြိုးတွေ့ရတဲ့သူတွေမဟုတ်ဘူးအဲ့တော့သူတို့မေးရရှင်းရှင်းလေးလက်ရှိမှာလဲသူတို့က print ထုတ်ရောင်းပြီးအစဉ်ပြေနေတဲ့ကိစ္စကိုဘာကိစ္စကြီးလိုမျိုး internet တွေပါရရှောက်လို့ပြီးတော့ပတ်စံအပို့ထက်ပြီးအကုန်ခံရမှာလဲဘာညာပေါ့ဒါမျိုးကြီးမေးကြတာပေါ့ဆိုတော့အဲ့လိုဆိုတဲ့အခါကျတော့ Elon Musk တို့ညီကိုနှစ်ယောက်ကသူ့အဖေစီရဲ့ချီးထားတဲ့ပတ်စံအလဲကုန်လုံးနီးပါးဖြစ်ပြီးနောက်နေ investor အသစ်တွေကလည်းမရဘူးဆိုတော့ဒီတိုင်းဆက်သွားရင်မကြခင်ကသူတို့ company ရဲ့ပိတ်ရတော့မယ်အခြေအနေရောက်နေပြီ ကျွန်တော်လိုမျိုးနောက်ဆုံးအခြေအနေမှာ Elon Musk က Last Bullet အနေနဲ့ဘာလုပ်လိုက်လဲဆိုတော့သတင်းစာရိုက်အသေးလေးတွေမှာညှိလို့မရလဲအကြီးဆုံးတွေကိုတက်ပြီးညှိကြည့်မယ်ဆိုပြီးတော့ IKI ချင်းကတကယ်ဆရာဆရာကြီးတွေဖြစ်တဲ့ New York Times, Chicago Tribune, Night Reader, Star Corporation အကြီးတွေနဲ့တက်ပြီးတော့ pitching လုပ်တဲ့အခါမှာဒီကလူတွေကလည်းတကယ်တကယ်ရှေ့ရီကိုကြိုတွေးပြီးအကွက်မြင်တဲ့တွေဖြစ်တဲ့အတွက် Elon ကသူတို့နဲ့ contract ရသွားတယ်ဆိုတော့အဲ့ဒီအချိန်ကျမှ Zip2 ကဆရာကြီးတွေနဲ့ချိန်ပြီးဆိုတော့ဆောနာနောက်ကသတင်းစာရိုက်အသေးလေးတွေက အဲအဲကြမှာ Jordan နေမယမကရဲ့ light chain ချဲနဲ့ Elon ရဲ့ zip တူးနဲ့အတူတူ internet wave ကိုအမီလိုက်စီကြတယ်။ဆိုတော့အဲ့လိုမျိုး party part ချက်လေးမရှိမရှိမဲ့ပတ်စံလေးနဲ့စလိုက်တဲ့ zip တူးကကျွန်တော်3နှစ်ကြာပြီးတော့1996ခု February လအရောက်မှာတော့ Compact Computer Corporation ကနေပြီးတော့ဒေါ်လာ300သန်းပေးပြီးဝယ်ရတဲ့အထိတောက်တောက်လဲအောင်မြင်လာခဲ့တယ်။ဆိုတော့ Elon Musk က DD ကနေပြီးတော့ဒေါ်လာ22သန်းထိရလိုက်တယ်။ ဒါပေမဲ့ကျွန်တော်ပြောတာဗျာ22တန်းဆိုရင်မောင်းတော့တော်တော်များရမှာပေါ့ဆိုတော့မိတ်ဆွေကဒီပတ်စံထားပါတော့ less jersey ရုပ်နှစ်တန်းခွဲလောက်ကို luxury အတွက်သုံးမယ်ဗျာထားပါတော့အင်ယူဒေါ်လာနှစ်တန်းတန်းလောက်ဝယ်ပြင်ကား collection ပါညာဒေါ်လာ5သိန်းမို့ဒေါ်လာ9သိန်းမို့ဝယ်ပြီးဖြုံးလိုက်အောင်ဆိုတော့ခင်ဗျားကဘယ်လောက်ကျန်လဲဆိုတော့ဒေါ်လာတန်း20နီးပါးကျန်တယ်အဲ့တန်း20ကို invest ပြန်လုပ်လာတိုင်းပုံမှန်ဝင်မဲ့ steady income လေးဆောက် cash flow ဆောက်တတ်တလုံးအေးစေးနေလို့ရတယ်အဲ့တော့ Elon Musk ဘာလုပ်လဲလဲဆိုတော့စောနာရထားတဲ့ပတ်စံတွေကနေဒေါ်လာ12,000တောင်းပြီးတော့နောက်ထပ် H.com ဆိုတဲ့ company တစ်ခုထပ်ထောင်တယ် ဆိုတော့အဲ့ကောင်ကကျတော့ဘယ်လိုပြောပြရမလဲသူက online bank ပုံစံမျိုးပြဟိုမိတ်ဆွေတို့မြင်တာပြောပြကျွန်တော်တို့ဒီဘက်ကတုံးနေ KPay တို့ WePay တို့ ARPay တို့အလုပ်လုပ်တဲ့ပုံစံမျိုးပဲသူက line မှာနေပြီးတော့ပတ်စံကို instant transfer လုပ်ပြီးလို့ရတယ်ဆိုတော့ဒါရတာပါဆိုတော့နောက်ပိုင်းမှာကျတော့ Elon Musk ရဲ့ H.co နဲ့ Confinity နဲ့ကပေါင်းလိုက်ပြီးတော့ကျတော့အဲသူတို့ဘယ်လိုခေါ်လဲဆိုတော့ PayPal လို့ခေါ်တယ် PayPal တော့မိတ်ဆွေမသိရသူမရှိပါဘူးဆိုတော့ PayPal company ကလည်း Jordan ကိုထိုးတက်ပြီးအောင်မြင်လိုက်တာကျွန်တော်2003ခုနှစ်မှာ eBay ကနေပြီးတော့ PayPal ကိုစုစုပေါင်း1.5 billion ပေးပြီးတော့ဝယ်လိုက်တယ်။ဆိုတော့ဒီဒီကနေ Elon Musk ကဒေါ်လာသန်း180ဝန်းကျင်ကြီးရလိုက်တယ်ထပ်ပြီးတော့ပေးပယ်ရောင်းရကနေရတဲ့ငွေအားလုံးနှိပါးကို SpaceX, Tesla, SolarCity စတဲ့ fee တွေတွေကိုဝင်ရင်းပြီးတော့အားလုံးနှိပါးခွဲထည့်လိုက်တယ်။ဆိုတော့အဲ့လိုနဲ့ Elon Musk လို့တမန်တိုင်ပတ်တဲ့နှစ်က2006ခုနှစ်ကစတယ်ပြောလို့ရတယ်။ကျွန်တော် March 24 2006ခုနှစ်မှာသူပိုင်တဲ့ SpaceX ကနေပြီးတော့ Falcon 1ကိုပထမဆုံးအကြိမ်နဲ့စပြီး launch လုပ်ခဲ့တယ်။ ်အစားအသောက်ချင်းချင်းကဖေးတယ်ဒါအတွက်ကုန်ကျစရိတ်ကဒေါ်လာ10သန်းလောက်ရှိမယ်ဆိုတော့ဒေါ်လာ10သန်းလောက်လေးတင်ပြောက်သွားတယ်အဲ့လိုနဲ့ Elon Musk တို့ team ကနေပြီးတော့ဂျာထဲမှာတနစ်အချိန်ယူရဲလိုရာမန်သမီးပြန်ဖြည့်တယ်လူဆန်မန်သမီးပိတ်ပြီးတော့ကျွန်တော် match 27 2008ခုနှစ်မှာဒုတိယကြိမ်ထပ်ပြီး launch ထုတ်တယ်ဒီတစ်ကြိမ်နဲ့ထပ်ဖေးတယ် Okay ပြဿနာမရှိဘူးရှေ့ကလိုရာမန်သမီးပြင်ပြီးနောက်ထပ်တစ်ကြိမ်ထပ်ကျုံးမယ်ဆိုပြီးတော့ကျွန်တော်တို့ August 2ရက်နေ့2008ခုနှစ်မှာတက်တဲ့အချိန်မြောက်ကျွန်တော် Falcon 1ကိုထပ်ပြီး launch ထုတ်တယ် မရအောင်အဆင်မပြေတော့ထပ်ဖေးဆိုတော့အဲ့အချိန်မှာစဉ်းစားကြည့်ပါဟိုသူတို့ team ကနေပြီးလိုအပ်တယ်မှန်တယ်များပြင်တယ်လူဆန်မှန်တယ်များပိတ်တယ်ဆိုပေမဲ့၃ချိန်ဇက်တိုက် lunch ထုတ်တဲ့အခါမှာ၃ချိန်ဇက်တိုက်လုံးဖေးတယ်ဆိုတော့အချိန်တွေကတော်တော်ဆိုးတယ်အဲ့လိုမျိုး spaces ကဆုတ်ပြတ်နေတဲ့အချိန်မှာကျွန်တော်တို့ Tesla ရောအချိန်တွေကောင်းလာသွားရှိုးလိုက်တော့ Tesla ကဘိုးတော်မှအချိန်တွေဇိုးနေတယ်အဲ့ဒီအချိန်မှာ Tesla ကနေပြီးသူတို့ရဲ့ပထမဆုံး EV ဖြစ်တဲ့ Roadster ကိုထုတ်ဖို့ပြင်နေတဲ့အချိန်ဒီကရဲ့ initial price ကဒေါ်လာ6000ကျွဲရှိတယ် ကျွန်တော် customer ကိုလည်းဒီလို announce လုပ်ထားပြီးတော့သူတို့အနေနဲ့ဂျိုပြီး pre order တင်နေတယ်ဆိုရင်ဒေါ်လာ9000အနေဒေါ်လာ1000အထိ company ဘက်ကိုဂျိုပြီးပေးထားဖို့လိုတယ်။ဆိုတော့ပြဿနာကတကယ်တကယ်လဲကားလဲထွက်လာရောဈေးကသူတို့ဂျိုပွင့်ယူထားတဲ့100%လောက်ပိုများနေရ။ဘယ်လိုလဲဆိုတော့ဒေါ်လာ6000ခွင့်နဲ့ရရမယ်ဆိုပြီး Amazon နေခံထားတဲ့ကားကတကယ်တကယ်ထွက်လာဒေါ်လာ3000 4000သွားဖြစ်နေ။အကျိုးဆက်အနေနဲ့ customer ကသူတို့ရဲ့ယုံကြည်မှုအလွဲသုံးစားလုပ်ပါတယ်။ပြောထားပြီးတမျိုးလုပ်တော့တမျိုးဂျင်းထည့်ပါတယ်ဆိုပြီးတော့ honorary cancel လုပ်ကြရယ် refund တွေပြန်ယူကြရယ်ဒါမျိုးတွေလုပ်တာပေါ့ဆိုတော့နောက်ထပ် post တွေတခုကအဲ့ဒီအချိန်မှာကျွန်တော် investor တော်တော်များများက2008 financial crisis ကြောင့်ဒီ risky ဖြစ်တဲ့ ventures တွေ risky ဖြစ်တဲ့လုပ်ငန်းတွေမှာ invest လုပ်ဖို့လက်တွန်နေကြတဲ့အချိန်အဲ့ဒီအချိန်မှာ Tesla ကနေပြီးဒီလိုမျိုးအတန်ပလန်တွေထွက်လာတော့သူက Tesla ကမယုံကြတော့ဘူး။အဲ့တော့သူတို့ထည့်ထား invest ငွေပြန်ထုတ်ကြပတ်စံတွေပြန်ယူရတဲ့ရှုပ်ချက်တွေခက်ပေါ့။ ဲ့တော့ Elon Musk ခင်ဗျာ production ကိစ္စရေးလည်းအဆင်မပြေ supplier ရေးနဲ့လည်းညှိလို့မရ investor ရေးလည်းပတ်စံနေပြန်ထုတ်ခြင်းနောက်က customer ရေးလည်း refund တွေပြန်တောင်း order cancel လုပ်ကြဆိုပြီးအဖက်ဖက်ကတိုင်ပတ်နေတဲ့အချိန်မှာဘာထက်ဖြစ်လဲဆိုတော့လက်ရှိမိန်းမဖြစ်တဲ့ Justin Musk ကနေပြီးတော့ Elon Musk ကသူ့နဲ့သူ့သားသမီးကိုအချိန်မပေးတာတို့နောက်ပြီးတော့အရင်နဲ့မတူဘဲနဲ့အချိုးတွေပြောင်းလာတာတို့စသဖြင့်ခေါင်းစဉ်တွေတောက်တလွဲခေါင်းစဉ်တွေတက်ပြီးတော့ကြတော့သူ့ကိုလောလောဆယ်ဒီအချိန်ကြီးမှာထပြီးတော့ကွာရှင်းကျင်မှာ divorce လုပ်ချင်မှာဆိုပြီးထလုပ်တယ်ဆိုတော့ သူကသူဘာကောင်းစင်တက်တယ်ဗျာကျွန်တော်ပြောရှင်းရှင်းလေးလောလောဆယ်ဒီတိုင်းဆက်သွားရင် Elon Musk ကဒီဝါလီခံရဖို့လက်လက်ကန်းအလိုမှာဆိုဒီဝါလီခံသွားရနိုင်တယ်အဲ့လိုဖြစ်ခဲ့တည်ရှိတော့သူ့အနေနဲ့အခုလိုမျိုးကြိုပြီး꽌ရှင်းထားမှသာရတဲ့အရှိရပစံရမှာလေမဟုတ်ရင်ဘလို့ရမှာလဲဆိုတခြားဟာရရှောက်ပြီး reason တွေရှောက်ပြီးရပါဒါပေမဲ့ပြဿနာကဆရာသမားအဖေဖြစ်သူရဲ့ထုံးနှလုံးမမူဝဲနဲ့ဒီမိမောင်အချစ်မိုးတွေရွာနေတဲ့အချိန်မှာ brand name မထိုးဝဲသွားပြီးလက်ထက်ယူထားတာဖြစ်တဲ့အတွက်အခု꽌ရှင်းရပြီဆိုတဲ့အခါမှာဒီမိမဘက်ကနေပါတယ်တောင်းလဲဆိုတော့ကြတော့ နံပါတ်1ကကျတော့သူက Elon ပိုင်တဲ့အဓိက company ဖြစ်တယ်။ SpaceX နဲ့ Tesla ကနေပြီးသူပိုင်တဲ့ store ရဲ့10%လိုရင်းတယ်။နောက်ကနံပါတ်2အချက်ကကျတော့ကျွန်တော်တို့ဒီဟို Elon အနေနဲ့သူ့ကိုနှစ်နာချီအနေနဲ့ cash cash only ကဒေါ်လာ15သန်းလို့တန်း20ပေးရမယ်။နောက်ကနံပါတ်3အနေနဲ့ကျတော့ဒေါ်လာ10 Elon ပိုင်တဲ့တခုရဲသောအိမ်ဖြစ်တဲ့ Bel Air မှာရှိရဲ့ဒေါ်လာ6သန်းကျော်တန်တဲ့အိမ်ကိုသူလုံးလုံးလိုချင်တယ်။နောက်ကနံပါတ်4ကကျတော့သူ့ကို ဒါပုံမှန် allowance အနေနဲ့လာတိုင်းကိုပတ်စံဘလောက်ဒေါ်လာ9000တန်တီ1000တန်တီ2000တန်တီထပ်ပေးရအောင်မယ်။ပြီးရင်နောက်ဆုံးအချက်ကကျတော့သူ့အနေနဲ့ကလေးတွေရဲ့ဒါ Elon နဲ့သူရဲ့မွေးထားတဲ့ကလေးတွေရဲ့ children custody full custody လို့ရတယ်။သူက Elon နဲ့ကလေးရဲ့နယ်ကိုဟာထပ်ပြီးဆက်သွယ်ဖြစ်ချင်တာ။ဆိုတော့ပြီးရင်နောက်တစ်ခါ Elon အနေနဲ့ဒီကလေးတွေအတွက်ပေါ့အသုံးစရိတ်ကျောင်းစရိတ်စသဖြင့်အဆဆာရီကထပ်ပြီးထောက်ပံ့ပေးရအောင်မယ်။ဒါတွေကိုဒီမိမတရားရုံးမှာသွားပြီးဥတိုင်ပြီးတော့ဒီလိုဒီလိုလှုပ်ချင်ကြောင်းပြောတယ်။အဲ့ဒီအချိန်မှာသူကလည်းဒီတိုင်းနေလို့မရတော့သူဖွက်ထားတဲ့ကွက်ထုတ်ပြရတယ်။ တော့ brand nap ဆိုပြီးတော့လက်မှတ်ကြိုးထိုးမထားပေမဲ့ post app ဆိုရဲစာချုပ်ထိုးထားတာရှိတယ်။အဲ့ထဲမှာဘာပါလဲဆိုတော့ဒါ Elon Musk ရဲ့လက်ရှိမိန်းမကသူတို့နှစ်ယောက်အဆင်မပြေလို့ question ကြပြီဟေ့ဆိုတဲ့အခါမှာ Elon ပိုင်တဲ့ stock တွေကိုမထိပါဘူးဆိုပြီးတော့ Amazon နေခံထားတာရှိတယ်။အဲ့တော့တရားရုံးကနေပြီးတော့ Elon Musk အနေနဲ့သူပိုင်တဲ့ stock တွေကိုသူမိန်းမကိုတခုတလေမှာခွဲပေးစရာမလိုကြောင်းအမိန်ချတယ်။ဒါမဲ့ဒီမိန်းမကသူ stock တွေရမသွားဘူးဆိုပေမဲ့သူ့အနေနဲ့ဘာရရလဲဆို cash အနေနဲ့ကြည့်မယ်ဆိုဒေါ်လာတန်း20လောက်တည်းရတယ်။ ဟိုဆောင်းတာသူတောင်းနေဘယ်လဲမှာရှိရအိမ်မိုးရတဝက်ပါတယ်100%တော့မရဘူးပေါ့နောက်တစ်ခါသူ့ကိုလာရန် Elon Musk ကနေပြီးတော့ဒေါ်လာ2000လောက်ဒါ children support ပုံစံမျိုးထပ်ပြီးပေးရတယ်ဒါပေမဲ့ children cash flow တွေကိုတော့သူမိမလိုချင်တဲ့အတိုင်းအပြည့်မရပဲနဲ့ Elon Musk နဲ့ဒါသူမိမ Justin Max နဲ့တယောက်တဝက်ကလေးကိုကြည့်ကြထိတ်ပေါ့ဆိုတော့ဒီလိုမျိုးအမိန့်ချပေးလိုက်တယ် finalize လုပ်ပေးလိုက်တယ်အဲ့တော့ဟိုအစိုးရရဲ့အကောင့်ကိုကြည့်မယ်ဆိုရင်တော့ဒါအစစအရာတိုင်ပတ်နေတဲ့ချိန်အစစအရာ အဆင်မပြေဖြစ်နေတဲ့အချိန်မှာနောက်ကနေ emotional support oasis အနေနဲ့ရှိပေးရမယ်စားဖြစ်ပေးရမယ်စားမရှိရှိရပြဿနာရှာပြီးတော့ပြဿနာတက်ချင်နေတဲ့မိမတယောက်လစ်သွားပြီဆိုတော့လေသူ့အနေနဲ့တော်တော်ဆယ်တိုင်ပတ်နေတဲ့ဒီဝါလီခံရကန်ကြီးဖြစ်နေတဲ့အလုံးနှစ်ခုပေါ်မှာ100% iron site လို့ရသွားတာပေါ့ဒီကိစ္စပြီးသွားတဲ့အချိန်မှာ Elon Musk လက်ထဲမှာဒေါ်လာ340ဝန်းကျင်ပဲကျန်တော့မယ်ဒါတို့တော့နောက်ဆုံး last bull နဲ့နောက်ဆုံးကျန်တဲ့ပတ်စံပဲ Elon Musk ကိုဘာဖြစ်လို့ biggest gambler biggest risk taker လို့ခေါ်လဲနောက်ပြီးတော့ ဒီရှိသမျှအကုန်လုံးပြုံရင်ဘရင်အောင်ဖောင်ဖျက်ဝင်းစော်ရင်နဲ့ဒီတကဘာလုံးမှာအချမ်းသာဆုံးပုံကိုဖြစ်လာတယ်လို့ဗီဒီယိုအစားပိုင်းမှာကျွန်တော်ဘာလို့ပြောခဲ့လဲဆိုရင်အခုဒီအချိန်မှာခြားရတဲ့သူဆုံးပြချက်ကြောင့်ကျွန်တော်ပြောပြမယ်လုံးလုံးတိုင်ပတ်နေတဲ့ကုမ္ပဏီနှစ်ခုရှိရပဲဒီဝါလီကခံမတင်ခံရတော့မှာအဲ့ကုမ္ပဏီနှစ်ခုကဲဟုတ်တယ်ခမရမှာပတ်စံဘလောက်ကျန်ဒေါ်လာတန်40ဝန်းကျင်ကျန်တယ်ဆိုတော့အဲ့အချိန်မှာအဲ့တန်40လုံးဝင်သုံးပြီးဝင်ဖြောပြီးတော့ဒီကုမ္ပဏီနှစ်ခုလုံးပခုံးနဲ့ထန်းတင်ပြီးတော့ကဲအောင်ကျွန်တော်ပြောထောင်ဝင်မထောင်မှုကဘယ်သူမှမသိဘူး50 50ပဲ အဲ့တော့မှဒီဟာအဆင်ပြေလာနိုင်လားမလာနိုင်ဘူးလားဆိုတဲ့ chance ကိုကျွန်တော်ပါဆန့်အနေနဲ့ကြည့်မယ်ဆိုတော့ Oscar ကိုဘယ်မှာ20ရာခိုင်နှုန်း30ရာခိုင်နှုန်းပဲရှိမယ်ဆိုတော့ဗျခင်ဗျားတို့ကျွန်တော်တို့လိုတာမန်လူတွေအနေနဲ့ဒါမှမဟုတ် safe site play ရဲ့စီးပွားရေးသမားတွေအတွက်ဆိုရင်တော့ကျွန်တော်ပြောရလုံမှရှင်းရှင်းလေးကျွန်တော်ဆောင်းတဲ့ channel တန်းလေးတွေ10တန်းကိုကြတော့ quantity chasing plan အတွက်ဖန်ထားမယ်တခုခုဖြစ်ခဲ့သေးရှိတော့တခုထပေါက်သေးရှိတော့ဒီ10တန်းသုံးမယ်ဗျနောက်ထပ်10တန်းကိုကျွန်တော် backup အနေနဲ့ခြံထားမယ်အဲအဲ့လိုမျိုးနှစ်ခုဖယ်ပြီးတော့မှကျန်တဲ့တန်း20ကိုမှ ဒီတန်း20တုံးပြီးတော့ကျွန်တော်ပြောတာ SpaceX နဲ့ Tesla ကိုခွာကဲမနေတော့ဘူးအဲ့ထက်ကနှစ်ခုရကိုကြတဲ့တစ်ခုရွေးတစ်ခုကဲလိုက်မယ်ဂျန်ကောင်ကတော့မတန်နိုင်ဘူးလမ်းမကြည့်ကြရွှေ့ရမှာဒီလိုပဲလှုပ်ဖြစ်ဖို့များတယ်အဲဘာလို့ဆိုဒီချိန်မှာကျွန်တော်တို့ဒီဆုံးဖြတ်ချက်က reality နဲ့အနီးစပ်ဆုံးဒါ logical ဖြစ်ဆုံးလို့ပြောလဲရတယ်ကျွန်တော်ပြောတာခင်ဗျ Sona ဖယ်ထားတဲ့တန်း20တုံးပြီးတော့တကောင်းကောင်းကဲလိုက်ဗျာတစ်ခုခုအဆင်မပြေသွားခဲ့သည်ရှိတော့နောက်ထပ်ကျွန်တော် Sona ဖယ်ထားတဲ့ contingency plan နဲ့10တန်းနဲ့ထည့်ပြီးလိုက်လို့ရသေးတယ် โอเคရုပ်ဆွာအဆုံးအဲ့ဒါပါအစင်မပြေဘူးထောင်းအစင်မပြေလို့ဆိုတော့အလုပ်တွေဒီဝါလီခံလိုက်ရတယ်ထောင်းကျွန်တော်တို့ဒီ personal bankruptcy ရောက်မလာဘူးဂျန်နဲ့ဆယ်တန်းသုံးပြီးတော့ဘောအောင်နောက်တစ်ခေါက် ပြန်ဆလို့ရတယ်အဲ့ဒါ logical ဖြစ်ဆုံးဒါပေမဲ့ Elon Musk ကဘာလုပ်လိုက်လဲဆိုတော့သူက company နှစ်ခုရဲ့ဘက်ကောင်ကိုကယ်ရမလဲလို့မရွေးဘူးဗျာနှစ်ခုလုံးကိုကယ်သူကနှစ်ခုလုံးရရင်ယူမယ်နှစ်ခုလုံးမှမရရင်လည်းမယူအဲ့ပုံစံအဲ့တော့မှဘယ်လိုလဲဆိုတော့ စောနာဂျန်ရဲ့တန်း40လုံးကိုစောနာကမ်ပဏီနှစ်ခုတည်းကိုပြစ်ထည့်ပြီးတော့အတကုံဝင်းစော်တာအတကုံ risk ကိုတဆုံးယူပြီးစော်တယ်ဆိုတော့အဲ့ချိန်မှာဘယ်လောက်ထိအခြေအနေဆိုးသွားလဲဆိုတော့သူ့အနေနဲ့နေစရာမရှိတော့ငှားနေတဲ့ကိစ္စကိုပဲဒီအိမ်ငှားကပေးဖို့အတွက်တို့တခြားသူ personal အသုံးစရာအတွက်ကိုပဲပေးစရာမရှိလို့နီးစရာချီငှားပြီးတော့ပေးရတဲ့အထိဖြစ်သွားတယ် Elon Musk တရောက်ဒီလိုတိုင်ပတ်နေတဲ့ကိစ္စကိုဝန်ထမ်းတွေသိရတဲ့အချိန်မှာဒီလိုဆက်သွားနေကုမ္ပဏီနဲ့ဒီဝါလီခံရတော့မယ်ဆိုတော့အဲ့လိုသာဖြစ်ခင်သူတို့တွေလည်းအလုပ်ပြုံမှာစိုးရိမ်နေတဲ့အတွက် ဒါဝန်ထမ်းတွေကအလုပ်ပေါ်မှာကောင်းကောင်းအာရုံမစိုက်နိုင်တော့တာဖြစ်လာတယ်။ဒီကိစ္စကို LMS သိတဲ့အခါမှာသူ့ဝန်ထမ်းတွေကိုစုပြီးတော့ main ဝန်ပြောတယ်။သူပြောတဲ့စကားကိုရှင်းရှင်းလေးပဲ။မင်းကဘာမှစိတ်မပူကြနဲ့။ငါ့မှာနောက်ဆုံးတစ်ချိန် lunch လုပ်ဖို့အတွက်ပတ်စံအလုံးလောက်ကျန်သေးတယ်။အဲ့တော့ဒီတစ်ချိန်ငါတို့ဆွမ်းကုန်ကြိုးစားမယ်၊လိုရာဖြည့်မယ်၊ပိုရာလျှော့မယ်၊ရားသလောက်ထက်ပြီးကျုံးကြမယ်ဆိုတဲ့ကိစ္စကိုပြောတယ်။ကျော်ဒီစကားရှင်းရှင်းလေးပဲဆိုပေမဲ့သူ့ဝန်ထမ်းတွေအတွက်ကြာဒါကြီးရဲ့အရန်ကိုအားဖြည့်ပြီးအရန်ကိုကြီးရဲ့တွန်းအားတစ်ခုအရွေးတစ်ခုဖြစ်စေတဲ့စကားမျိုးဖြစ်သွားတယ်။ဘာလို့ဆို အီလွန်မတ်စ်ကဒီလောက်ထိတိုင်ပတ်နေတဲ့အဖက်ဖက်မှာအော့စကာသူ့အတွက်အရန်နဲနေတဲ့အချိန်မှတောင်မှသူကိုနိုင်ကဒီလိုမျိုးယုံကြည်မှုထားနိုင်နေဆိုရင်ငါတို့ရောဘာကိစ္စယုံကြည်မှုမထားနိုင်ရမှာလဲငါတို့ရောဘာကိစ္စမစ조사ရမှာလဲဆိုပြီးတော့သူတို့ကအရန်အုံအုံကြောကြောဖြစ်ပြီးတော့ကြတော့100% effort ဆိုင်ပြီးတော့နောက်ဆုံးတစ်ခေါက်အတွက်ကိုအပြည့်ဝဒါအားဆိုင်ကြတယ်ဆိုတော့အကျိုးဆက်အနေနဲ့ကျွန်တော်တို့ဟိုဟာ September 28 2008ခုနှစ်မှာဒီ SpaceX ရဲ့ Falcon 1ကို၄ချိန်မြောက် launch ထုတ်တဲ့အချိန်မှာတော့အောင်မြင်စွာနဲ့ပဲ launch ထုတ်နိုင်ခဲ့တယ် အာ Elon Musk ကတော့ဘယ်ပြောကောင်းမလဲသူဒါကြီးကိုကြည့်ပြီးလက်ပိုင်နဲ့မျက်ရည်ပဲကြာတာပေါ့ဆိုတော့မကြာပဲလည်းမနေဘူးလေကျွန်တော်ပြောဒီတစ်ခေါက်မှ fail လို့ရှင်ရ space ကတွားပြီးမြောင်းနဲ့ရောက်ပြီးဆိုတော့အာ now ရန်အနေငယ်အကြာမှာတော့ Elon Musk ရဲ့အသက်ငင်းနေ space ကို NASA နေပြီး1.6 billion ton နဲ့ contract တစ်စောင်လက်ဆောင်ပေးခဲ့တယ်ကျဒီလိုပုံစံနဲ့ပဲ Elon Musk က Diwali ခံရဖို့လက်တကမ်းအလိုမှာရောက်နေတဲ့ SpaceX company ကိုလမ်းကြောင်းပေါ်ရအောင်ပြန်ဆွဲတင်နိုင်ခဲ့တယ်။ Elon Musk ဟာ Tesla ကိုကယ်ဖို့အတွက်ကိုလည်းသူ့မှာကြံနေတဲ့ပတ်စံအားလုံးကြီးပါပြစ်ထည့်ပြီးရဲ့နောက်မှာတော့ဆက်ဆံခြင်းကကျွန်တော်တို့ပတ်စံပြန်ထုတ်ဖို့တာဆူနဲ့ investor တွေကဘယ်လိုတွေပြောင်းကုန်ကြလဲဆိုရင် Elon Musk ရဲ့ company ပေါ် commit လုပ်တာတွေပြီးရင်သူ့ရဲ့အိမ်မှာသူ့ရဲ့ vision နဲ့ပတ်သက်ပြီးတော့ဘလောက်ပဲဖြစ်ဖြစ်ပေးဆက်ဖို့ဝင်မလေးတာတွေကိုကြည့်ပြီးတော့ဒါသူ့ appreciate လုပ်တဲ့အနေနဲ့ရောသူ့လေးစားတဲ့အနေနဲ့ရောပတ်စံကြီးပြန်မထုတ်တော့ရပြန်ထပ်ပြီးပါသူတို့နိုင်တဲ့လောက် invest ထပ်လုပ်ကြတဲ့အတွက် 2008ခုနှစ် Christmas Eve ညမှာပဲ Tesla အတွက်အဓိကလိုအပ်နေတဲ့ funding round ဖြစ်တဲ့ဒေါ်လာတန်40ဝန်းကျင်ကိုရခဲ့တယ်။ဆိုတော့အဲ့နောက်တနည်းကြာကျွန်တော်2009ခုနှစ်မှာတော့ Daimler စီကနေပြီးတော့ Tesla ဟာနောက်ထပ် invest ငွေဒေါ်လာ350ဝန်းကျင်ထည့်ရတယ်။ပြီးရင်ကျွန်တော် US Department of Energy DOE ကနေပြီးတော့လည်း Tesla ကို465သန်းအထိချီးငွေအနေနဲ့ထုတ်ပေးခဲ့တယ်။ကျွန်တော်နောက်ထပ်2010ခုနှစ်မှာ Tesla ကို IPO လုပ်ပြီးတော့ share ရောင်းတဲ့အခါမှာလည်း share စုစုပေါင်းဒေါ်လာ226သန်းပို့ရောင်းထွက်တဲ့အထိအောင်မြင်ခဲ့တယ်။ ဒီကနေမှတစင် Elon Musk ကလိုရက်စက်တာတွေကို လိုက်ဖြည့်ပြီးတော့နင်းရင်းနေကျွန်တော်တို့နောက်ထပ် Ventures အသစ်တွေဖြစ်တဲ့ Neuralink, Starlink, Ace, SolarCity, The Boring Company, Hyperloop, Sare Ventures အသစ်တွေမှာဝါ diversify လုပ်နိုင်ခဲ့တယ်။အဲ့တော့အဲ့လိုနဲ့ကျွန်တော်တို့2008ခုနှစ်မှာဒီဝါလီခန်းလူနီနီအခြေအနေထိရောက်သွားပြီးတော့ဆုတ်ပြတ်သွားခဲ့တဲ့ Elon Musk ကကျွန်တော်တို့73နှစ်လုံးရေကုန်ရေကန်စူးစမ်းလာပြီးတဲ့နောက် 2021ခုနှစ် January လမှာတော့ပိုင်ဆိုင်မှုပေါင်း185ဘီလီယံနဲ့တူတူတကဘာလုံးရဲ့အချမ်းသာဆုံးပုံကိုနံပါတ်1နေရာကိုရောက်လာခဲ့ပါတယ်။ Elon Musk ကကျွန်တော်တို့2023တနှစ်ကလွဲပြီးတော့2021 2022 2024 2025၄နှစ်လုံးလုံးကမ္ဘာအချမ်းသာဆုံးပုံကိုနံပါတ်1နေရာကိုဘသူ့အမှဖိမပေးပဲနဲ့ဇက်တိုက်သိမ်းပြီးတော့မင်းမှုနိုင်ခဲ့တယ်။ ကျွန်တော်တို့ဓာရီမကသေးပဲနဲ့2024ဒီဇင်ဘာလတုန်းကတက်စလာရှယ်ယာဈေးတွေဇိုအတင်းအဆမတန်တက်တုန်းကဆိုရင် Elon Musk Network ကဒေါ်လာ900ဘီလီယံဝန်းကျင်ထိတောင်ရောက်ခဲ့တာပါ Elon Musk ရဲ့ Network ကလက်ရှိမှာတော့ကျွန်တော်တို့ဒေါ်လာ340ဘီလီယံဝန်းကျင်အထိကျသွားတယ်ဆိုပေမဲ့လည်းနံပါတ်1နေရာကိုအပြန်အလှန်လူနေတဲ့ Max Zuckerberg နဲ့ Jeff Bezos ရဲ့ network ကိုကြည့်လိုက်မယ်ဆိုရင်အလွန်ဆုံးရှိမှဒေါ်လာ220ဘီလီယံဝန်းကျင်ဆိုတော့ ီနှစ်ယောက်ကနေပြီးတော့ Elon Musk ကိုဖြုတ်ချပြီးတော့နံပါတ်1နေရာတက်သိမ်းမှုဆိုတာတော့လောလောဆယ်တော့ကျွန်တော်မဖြစ်နိုင်သေးဘူးထင်တာပဲဒီဗီဒီယိုလေးကတော့ Elon Musk ရောက်ရှိသမျှပတ်စံအားလုံးပုံအောပြီးတော့ဘရင်အောင်ဖောင်ဖြတ် All in ဝင်ရာကနေဒီဝါလီခန်းလူနီနီဖြစ်နေတဲ့ company ကိုဘလို့ကဲသွားလဲနောက်တစ်ခါ Elon Musk ရောက်ဘလို့ဘယ်ပုံစံဘယ်နည်းနဲ့ကမ္ဘာအချမ်းသာဆုံးပုံကိုဖြစ်လာခဲ့လဲဆိုတော့ကျွန်တော်သေးသေးရှင်းပြသွားတာပဲဖြစ်ပါတယ်မေဆရိုဒီနေရာထိရောက်လာအောင်ကြည်လာတဲ့အတွက်ဘုဟုသုတရအများကြီးတော့ရသွားပြီဒါကိုကျွန်တော်လက်ခံတယ် ဒါပေမဲ့ကျွန်တော်ဖြစ်စီရင်နာရဒီအရရဘုဟုတ္တရာတွေကိုမိတ်ဆွေတွေအပြင်လက်တွေဘဝမှာပါပြန်လဲပြီးတော့အသုံးချလို့ရစေခြင်းနဲ့အဲဒါကြောင့်ကျွန်တော်မေးခွန်းလေးမေးပါမယ်ကျွန်တော်တို့ light တွေးပေးပါ light စဉ်းစားပေးပါ light ဖြည့်ပေးပါ ဆိုကြပါစို့ Elon Musk ရဲ့ SpaceX ကနေ Falcon 1ကို၄ချိန်မြောက်လမ်းလျှောက်တဲ့အချိန်မှာလည်းမအောင်မြင်ခဲ့ဘူးနောက်တစ်ခါကျွန်တော်တို့ Tesla ရဲ့အဓိကအသက်ဆက်ဖို့လိုအပ်တဲ့ Fanny Round ဖြစ်တဲ့ $30 Fanny Round 2008 Christmas Eve မှာလည်းမရခဲ့ဘူးဆိုရင် ီလိုမတ်အရန်တိုင်ပတ်သွားမယ်ဆိုတော့မေဆီရိုရောကျွန်တော်ရောနားလေဒါပေမဲ့ကျွန်တော်သိချင်တာကတကယ်လို့အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်ရောအီလိုမတ်ကဒါပြီးပြီးရောထားလိုက်တော့တော်ပြီဆိုပြီးတော့လက်လျှော်ပြီးတော့ဒါဒီတိုင်းလေးပဲနေသွားမယ်ထင်လားဒါမှမဟုတ်သူ့အတူမရရအနည်းနဲ့နောက်တစ်ခေါက်ပြန်လာပြီးတော့စူးစမ်းရနေဒီနေ့ခက်မှာလို့မျိုးပဲကျွန်တော်ကဘာအချမ်းသာဆုံးနံပါတ်1ပုံကိုနေရအောင်ဘလို့ပဲဖြစ်ဖြစ်ရောက်လာမယ်လို့ထင်လားဆိုတော့မေဆီရိုထင်နေဆိုရင်ရောရောက်လာမယ်ထင်နေဆိုရင်ဘာလို့ရောက်မယ်ထင်တာလဲ မရောက်နိုင်မှုတင်နေဆိုရင်ဘာလို့မရောက်နိုင်မှုတင်တာလဲစသဖြင့် reason လေးနဲ့တကွာဖြည့်ပေးတော့ပါအဖြေတွေကိုတော့ကျွန်တော်ဒီ video က comment မှာမှန်သွားလိုက်ပါတယောက်နဲ့တယောက်အမြင်မတူတဲ့သူချင်းချင်းဆိုတော့ဆွေးနွေးလို့ဖလှယ်လို့တိုင်ပင်လို့ရတာပေါ့အဖြေရတော့ကျွန်တော်ထုံးစံတိုင်းဒီကမန်နဲ့ဟိုဟာမရစသဖြင့်မရှိပါဘူးအဓိကကျွန်တော်ဖြစ်နေတာမိတ်ဆွေတို့ video မကြော်နဲ့မခွာနဲ့နားလည်အောင်ကြည့်သဘောပေါအောင်ကြည့်ပြီးရတယ်ကိုနားလည်တယ်ကိုသဘောပေါက်တယ်လို့ပြေပြဿနာမရှိဘူးခုလိုမျိုးမိတ်ဆွေအုံနောက်အတွက်လည်းအကျိုးရှိဘဝတလန်းအတွက်လည်းတစ်ဖက်တလန်းအထောက်အကူပြုမဲ့ content တွေ နောက်တစ်ခါဆရာကြီးတွေဆရာကြီးဘယ်လိုဖြစ်လာလဲဆိုရယ်ဖြစ်ရမယ် live story တွေကိုကျွန်တော်တို့ဆရာကြီး YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေနေတဲ့ဒီ video လေးကိုကြည့်ပြီးတော့တခုခုအကျိုးရှိရယ်ကိုယ့်တက်ဘ ഹു ဒုဒတိုးသွားရယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်ခဲ့ပေးပါဦး။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက် video လေးမှာပြန်ဆုံကြပါမယ်။